ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ Mountain Twin YouTube Channel နဲ့အားလုံးတစ်ခါပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ဒီ Mountain Twin YouTube Channel လေးမှာဆိုရင်နေ့စဉ်နဲ့ပတ်သက်တဲ့ဘုသူတာတွေကိုကျွန်တော်ပြပြနေပြီးတော့ကျွန်တော်အိမ်မှာနေစဉ်သုံးနေတဲ့ Lexus ပစ္စည်းတွေဖြစ်တဲ့ Danny ရေးမီးဘူးတွေအားသွင်းမီးလုံးတို့ power bank တွေစတဲ့ပေါ့နော် Lexus ပစ္စည်းတွေကိုပြက်သွားတဲ့ခါကျရင်ဘလို့ပြန်လည်ပြင်ဆင်ပြီးတော့အသုံးပြုလို့ရမယ်ဆိုတဲ့နီလန်ကောင်းလေးကိုကျွန်တော်ပြပြမြောက်ပေးနေဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube Channel တွေမှာလည်းစီစဉ်တာကောင်းတဲ့ video အပုတ်ပေါင်း100ကျော်ကျွန်တော်တင်ပေးခဲ့ပြီးဖြစ်လို့ အဲ့ဒီ video တွေကိုမကြည့်ရသေးဘူးဆိုရင်တစ်ချက်လောက်ပြန်လည်တောက်ပြီးတော့ကြည့်ရှုဖို့တိုက်တွန်းလို့ဆိုအပ်ပါတယ်ဗျကျော်ဒီနေ့ video လေးမှာကျတော့ပစ္စည်းလေးတစ်ခု review လုပ်ပြီးကိုကျွန်တော်စဉ်းစားထားတယ်အဲ့ဒါကဘာပစ္စည်းလေးလဲဆိုတော့ဒီစလေးကဘာလဲဆိုတော့ကျွန်တော်ချင်ပန်းဆက် ဖြစ်ပါတယ်ဗောနော်။ခိုင်းလို့ပဲကျွန်တော်ဒီဆက်လေးကိုတုံးကြည့်မယ်ပြီးတော့အထက်မှာဖားရပါလေ။တစ်ချက်လောက်ဖြုတ်ကြည့်မယ်ဗောနော်။အဲ့တော့စိတ်ဝင်စားရင်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်အားပေးပါအောင်ဗျ။ဟုတ်ပြီ။အဲ့ဆိုကျွန်တော်ဒီဗီဒီယိုဆက်လိုက်ကြအောင်။ဒါတော့ဒီနေ့ကျွန်တော် review လုပ်ပေးမယ့်ချင်ပန်းနဲ့ဆက်လီပေါ့နော် ဒါတော့သူ့မှာရေးထားတာပေါ့နော်ဒီမှာသူကအာသတိထားမဲ့ချက်တွေကိုရေးပြထားတာပေါ့လက်ကိုအထဲမထဲဖို့အရန်လေးနဲ့နေရာဒီမှာအတုံးမပြူဖို့ပေါ့နော်နောက်ပြီးကလေးတွေနဲ့အနီးဆက်ရမှာမတုံးဖို့ပြီးတော့ဒါကြတော့သူအတုံးပြူလိုက်မဲ့နေရာကိုကြော်ရေးထားတာအင်းအင်းဒီ channel ထဲမှာအဆောက်အုံတွေဒါကြောင့်စီးရုံတွေဘာတွေပေါ့နော် အာဒီနေရာမှာအသုံးပြုလို့ရဆိုပြီးသူကရေးထားတာဒါတော့သူမှပါတဲ့အာဘောနော်5ဖို့သူဘလောက်ဖို့ပေးရမလဲဆိုတော့5ဖို့ပေးရမယ်သူရဲ့ပါဝါ1.2ပါပဲရှိတယ်ဗောနော်ဒါတော့ color white နဲ့ black နှမျိုးလာတယ်ဒီမှာကျသူတားမြစ်ချက်တစ်ချက်ရေးထားတယ်ဗောနော်အဲ baby clay တွေကိုတဲ့ဒီဆက်နာကိုဟိုဓာတ်ရိုက်မတော်ဘူးဗောနော်အဲဒီ clay တွေဗောနော် clay တွေကိုဒီဆက်နာမတော်ဘူးတော့သူက အာတားမြစ်ထားတယ်ဗောနော် okay တော့ဒီထည့်ဆက်လေးကိုချက်လောက်ဖွင့်ကြည့်လိုက်ရမယ်ဒါ USB ကျိုးပါတယ်ဗောနော်ကျွန်တော် on off cloud တော့မပါဘူးဗောနော်ကြည့်ရတာတော့ဒီ USB ကျိုးထိုးတာ ਨੇ တန်းပြီးတော့ပွင့်ပါမယ်သဘောရှိတယ် power bank မှာပဲတွားပြီးတော့ထိုးလိုက်မယ်ဗောနော် โอเคပါဝဲမှာထိုးလိုက်တဲ့အခါဆိုရင် ခုလိုမျိုးပဲပေါ့နော်မီလီယာအဲ UV light လေးပေါ့နော်ကျွန်တော် UV light လေးကလင်းနေပြီးတော့ခြင်းလေးကိုစပြီးတော့ဖမ်းနေပေါ့နော်ဒီမှာဒီမှာပန်ကလေတန်လေးကြားရတယ်ပန်ကလေတန်လေးပေါ့နော်ဒီမှာပန်ကလေတန်ကြားရတယ်ဒီမှာလေဒီလဲထွက်နေတယ်ပေါ့နော်ဒီ UV light လေးက အဲ့ကြတော့ကျွန်တော်တို့လင်းနေတာပေါ့နော်အဓိကဒီဆက်အလုံးလုံးပုံကြီးကတော့ဘယ်လိုလဲဆိုတော့ကျွန်တော်ခြင်တွေကိုအမောင်ချထားတဲ့အခန်းမှာပေါ့နော်ဒီ UV light လေးနဲ့ဆွဲဆောင်မယ်ခြင်တွေကဒီအလင်းသားကိုလာတဲ့အခါကျရင်သူကဒီလေယာနဲ့ဆွဲဆုပ်လိုက်ပြီးတော့ဒီအောက်ခံခွက်ထဲကိုရောက်သွားစီမှာပေါ့နော်ဟုတ်ပြီအဲ့ချက်လောက်မီးလေးပိတ်ကြည့်မယ် Okay ဒါတော့သူ့မှာလင်းနေတဲ့အဲ UV light လေးပေါ့နော် ရှူဖိလိုက်လေးပက်ပက်လေးမှထည့်ပေးထားတယ်စုစုပေါင်းဆိုရင်တစ်ဖက်မှာနှလုံးပါတယ်ဆိုတော့ဒီဖက်ဆိုတော့၈လုံးလောက်တော့ပါတယ်ပေါ့နော်ဟုတ်ပြီဒီအထဲမှာသူ့ရဲ့အောက်ခံခွက်ကိုတစ်ချက်ဖွင့်ကြည့်မယ်အောက်ခံခွက်မှာတော့ကျွန်တော်စကားလေးရှိရောနော်ပက်ပက်လေးမှာစကားလေးရှိတယ်အားလေးကိုတ िश ူလေးနဲ့တစ်ချက်လောက်ဆန်းကြည့်ကြမယ်ဟိုတ िश ူလေးပေါ့နော်တ िश ူလေးနဲ့တစ်ချက်လောက်ဆန်းကြည့်မယ်အဲ့သူ့ရဲ့လေထွက်တဲ့ပေါင်လေးမှာတော့ထားထားတယ် ယောက်ကလည်းထွက်တယ် Okay သူရဲ့လေးစွားလေးတစ်ချက်လောက်ကျွန်တော်စမ်းကြည့်မှာပေါ့နော်ဒီဘင်းကလေးဟာတ िश ူးစာလေးကျွန်တော်ဖြဲပြီးထည့်လိုက်ကြည့်မယ် okay tissue စလေးညာနည်းကြီးလို့လာတော့မသိဘူးဗောနော်ဒီမှာအထဲမှာမြင်ရတဲ့အတိုင်း tissue စလေးအထဲတိတိဆုပ်သွားတာမတွေ့ရဘူးဗောနော်ကျော်အရန်တော့အဓိကမထည့်ဘူးနော်ဒီနားလောက်မှာရှင်လာမဲ့ပမာဏလောက်ကထည့်ချရအောင်နော်ကျော်ရှင်ကတော့ဟောဒီထဲထိတော့တိုးဝင်မှာတော့မဟုတ်ဘူးနော်ဒီနားလေးကိုပဲသူကပြန်လာမယ်ဒီနားအလင်းအောင်ရှိတဲ့နားလေးပြန်လာမယ်အဲ့တော့ ဒီမှာအနည်းဆက်ဆုံးပေါ့နော်ဒီအလင်းရောက်ရှိတဲ့နားလေးကိုကျွန်တော်တော်တော်လုပ်ပြမယ်စုပ်နိုင်လားဆိုပြီးတော့နားဒီနားတိတော့စုပ်တာတော့မတွေ့သေးဘူးနော်ဟမ်စုပ်တော့စုပ်ပါဒီနားရောက်တော့စုပ်ပါပေါ့နော်အဲ့ဒီမီးရောက်အောက်ထဲရောက်မှသာဆိုတော့စုပ်မှာပေါ့နော်โอเค โอเคဒီမှာဒီစက်ကူဖက်တွေကကျွန်တော်ချင်းနေနဲ့မိထားတာဗောနော်ဒီမှာအထဲမှာစက်ကူဖက်လေးရောက်နေဒီအောက်ခံကော်တယ်ရောက်တိုင်းဂါလေးလို့ချက်လာဖြိုးကြည့်မယ်အထဲမှာအနေထားဘယ်လိုရှိလဲဆိုတော့အဲ့တော့ဒီအထဲမှာဘာမှမများဆက်ဆာရီတော့မပေါအောင်ဗောနော်ပန်ဂါလေးတစ်လုံးပဲပါတယ်ကျွန်တော်ကွန်ပျူတာဒီမှာတုံးတဲ့ပန်ဂါဗောနော်ဒီစီဖန်အသေးစားလေးပါတယ် သူ့ရဲ့ forte ကကြည်တော့ဒီမှာ5 volt DC brushless motor ပေါ့နော် okay ထပ်ပြီးတော့ပါပါလဲထပ်ဖြုတ်ကြည့်မယ်ဒီပန်ကာနောက်မှာတော့မမထပ်မပါတော့ဘောဒီမှာစကားခွက်လေးရဲ့အဲပန်ကာလေးတစ်လုံးရယ်ပဲပါတာဗောနော်အိုကေအပေါ်ထပ်မှမှာကြာတော့ကြာမီလုံးလေးရှိတယ်ဆိုတော့အပေါ်ဖြောက်ချက်လာဖြုတ်ကြည့်လိုက်မယ် okay ဒီမှာသူ LED မီးပြပေါ့နော် LED ဆိုပြီးမဲ့သူက UV ပေါ့နော် UV လင်းနဲ့မီးပြအဲသူ့ရဲ့ဖွဲ့စည်းတိဆောက်ပုံကတော့ဒီမှာမြင်နေတိုင်းပေါ့နော်ဘာမှကြီးရှိုးရှိုးရှိုးမရှိဘူးဒီက USB ဂျိုးတဂျိုးလာတယ်ဖုန်းအသင်းဂျိုးလေးဖုန်းအသင်းဂျိုးကနေပြီးတော့မှအဲဒီ UV မီးလုံးလေးကိုအပေါင်းတို့ကိုဓာတ်ရိုက်ချိန်ထားတယ်အဲဒီ UV မီးလုံးအပေါင်းတို့ထချိုက်ဓာတ်ရိုက်ချိန်ထားတဲ့နေရာပဲပန်ကာကိုထပ်ပြီးတော့တွားထားတယ်ပေါ့နော်5ဘူးပန်ကာလေးတွားထားတယ်โอเคဒါကတော့သူ့ရဲ့အဲဖွဲ့စည်းတိဆောက်ပုံပေါ့ အကောင်ကတော့ဒီလောက်ပဲပေါ့နော်ဒါမှထပ်ပြီးရှုပ်ရှည်ရမရှိဘူးဟုတ်ပြီအော် okay တော့ clip ပြီးဆိုတော့ကျွန်တော်တစ်ချက်လောက်ပြန်တက်လိုက်ကြမယ် okay ဒါဆိုရင်တော့သူ့ရဲ့ငကူပုံစံ original တိုင်းကိုပြန်ပြီးတော့ကျွန်တော်ပိတ်လိုက်ပြီးသွားရေပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်ကိုချင်းတကယ်မီလာမမီလာပဲစမ်းကြီးကိုရှိတော့တယ်ပေါ့နော် နှစ်ရက်သုံးရက်လောက်ဆန်ပြီးသွားပြီဗောနော်ကျွန်တော်အမောင်ထဲမှာအာပြစ်ထားလိုက်တယ်ကျွန်တော်အခန်းထဲမှာတရက်လောက်ကျွန်တော်အခန်းထဲမှာဗောနော်ကျွန်တော်အမောင်ချာယူထားလိုက်တယ်အဲအဲ့လိုမျိုးဆန်းသက်ကြည့်တယ်ပြီးတော့အပြင်ဗောနော်အောက်တော့မှာလည်းကျွန်တော်ကွင်းပြင်မှာအိမ်ပြင်မှာဗောနော်အခန်းပြင်မှာတွားပြီးတော့ဒီကောင်လေးဖွင့်ပြီးထားကြည့်တယ်အဲပြီးတော့ချင်ပေါ်နိုင်တဲ့နေရာကြီးရှုခန်းတို့ဘာတို့မှာလည်းဒီကောင်ကိုတွားပြီးတော့ထားကြည့်တယ်ဗောနော်အဲဒါပေမဲ့တကယ်တမ်းအဲသူ့ရဲ့ကျောဆန်တဲ့ရလောက်တဲ့ reset ကထွက်လာတော့ချင်းမိလားဆိုတော့တကောင်းဆုံးမိပါဘူးဗျာ နော်ချင်းတကောင်းမအိုဒီသေးကိုမဝင်ဘူးအဲကျော်နည်းနည်းလေးချင်းနဲ့အလားတန်တူတဲ့ပိုးကောင်လေးတကောင်ကတော့ဒီသေးမှာမိနေတာတွေ့ရပါဘောနော်တခြားချင်းနဲ့တူတဲ့အကောင်တော့တခြားချင်းနဲ့တူတဲ့အကောင်တော့တကောင်မဆိုတော့မိတာမတွေ့ရဘူးဒီသေးကိုလာပြီးဝင်တာမတွေ့ဘူးဘောနော်โอเคအဲသူ့ရဲ့လေးစုပ်အားလည်းကျွန်တော်ဒီမှာကြည့်ကျော်ချင်းကပြန်လာရင်ဗျာဒီနားလေးကိုရောက်တာနဲ့ဟိုသူကဆွဲတင်တာလေအဲ့သူရဲ့လီဆိုအားအဲ့လောက်ကြီးမကောင်းတွေ့လား ချင်းကဒီနောက်ပြန်လာနေလှမ်းဆိုးပါမှာပေါ့နော်အဲ့တော့ तू ကချင်းကချင်းကလည်းဗျာကျွန်တော်တည့်တဲ့တန်းချင်းကလည်းငပိမ့်မှမဟုတ်တော့ဒီနေ့တဲတိဝင်ပြီးတော့ဒီအနာတိသွားရအောင်လဲဘယ်ချင်းကမှမသွားဘူးထင်တာပဲပေါ့နော်အဲ့သူ့ရဲ့လေးစုပ်အားကတော်တော်ကြီးကိုနေတယ်ဒီနာတိလည်းသွားရင်မစုပ်ဘူးပေါ့နော်ဒီအောက်ထိသွားမှသာစုပ်မှဒီနာတိပေါ့နော်ဒီတဲတိမမြင်တဲ့အတိုင်းပဲကျွန်တော်ဒီမှာသွားမယ် ဓာတိသွားတော့မစုပ်သေးဘူးနည်းနည်းလေးပဲစုပ်သေးဒီထဲထိသွားမှာပဲသူအထဲကိုစုပ်သွားမှာအဲ့တော့ကျွန်တော်လည်းဒီဆက်လေးကိုကျွန်တော်စမ်းသပ်ပြီးပါ යි ချင်းတကယ်မီလာမမီလာဆိုတာဖိချိတ်စမ်းသပ်ပြီးပါ යි ချင်းကလောမမမီဘူးအဲ့တော့ကျွန်တော်ဒီချင်းဖန်းဆက်လေးကိုကျွန်တော်အနေနဲ့ rating ပေးရမယ်ဆိုရင်5 star မှာ0 star ပေးပါတယ်ဗျာကျွန်တော် channel မှာပစ္စည်းတွေ review လုပ်လာတာလည်းတော်တော်များပြီပေါ့နော်0 star ပေးရတဲ့ပစ္စည်းဆိုလို့ဒီပစ္စည်းတစ်ခုပဲရှိဘူးသေးတယ် အဲဒီစီးလေးလည်းကျွန်တော်ကအချင်းနေရအခုလိုမျိုးနည်းနည်းပူတဲ့အခါကျတော့အချင်းနေအရန်ကြိုက်တယ်လေအဲကျွန်တော်ရဲ့အခန်းထဲမှာချင်းကြိုက်လို့ဆိုပြီးတော့ကျွန်တော်ချင်းရိုက်တန်တယ်လည်းမြိုက်ချင်ဘူးပေါ့နော်ပြင်းတာအဲ့တော့ဒီဆက်လေးကိုမှာပြီးတော့စမ်းတုံးကြည့်လိုက်တာအဲတထောင်ကျော်လောက်တော့ပေးလိုက်ရတယ်ပေါ့နော်ဒီစီးကချင်းလုံးဝမမိဘူးအလကားပဲပေါ့နော်ဒါအမိုက်ပဲချင်းဖန်းဆက်လို့ဟိုအမိတက်ထားပြီးတော့ချင်းမဖန်းနိုင်တဲ့ဆက်ကိုကျတော့ကျွန်တော်ဘယ်နဲ့သွားတုံးရမှာလဲ ဒီ UV မီးလေးအလားမီးလေးလုံးလို့မရဘူးဗျာနော်ဒီပြောဒီပန်ကလည်းကျွန်တော်တို့အဲပူရင်လေပန်ကအနေနဲ့လည်းအဲ့လောက်ကြီးလုံးဖို့မအေးဘူးဗောနော်အဲ့တော့ဘယ်မှသွားတုံးလို့မရဘူး Okay ပစ္စည်းလေးကကျွန်တော်ရဲ့ personal ဗောနော်ကျွန်တော်ရဲ့တူတဲ့ကိုပိုင်ရဲ့အမြင်ကတော့ဒီချင်ပန်းဆက်လေးကအာတကယ်လက်တွေ့မှာတော့အသုံးပြုလို့မရဘူးဗောနော်ကျွန်တော် zero star ပဲပေးတယ်1 star တော့မပေးဘူးဗော โอเคเนาะအဲ့တော့ကျွန်တော်ပြတဲ့ထဲကလည်းဒီလိုမျိုးပေါ့เนาะလေးစုပ်ချင်ဖန်းဆက်လေးတုံးနေတဲ့လူတွေရောရှိလာပေါ့เนาะအဆင်ပြေကြလားကိုမက်မှာတစ်ချက်လားဝင်ရောက်ပြောဆွေးနွေးပြောပြီးသွားပါအောင်ဗျအဲ့တော့ဒီနေ့ view လေးနဲ့ပတ်သက်ပြီးတော့လည်းစိတ်နေသက်တာရှိရောမစိတ်နေသက်တာရှိရောကိုမက်မှာပြောလို့ရတယ်အဲနောက်တော့လည်းကျွန်တော် channel လေးမှာဘယ်လိုမျိုးဟိုပစ္စည်းလေး review လုပ်ပေးရမလဲဘယ်လိုမျိုး view လေးတင်ဆက်ပေးရမလဲဆိုတာကိုတစ်ချက်လောက်အကြံပြုပြီးတော့တောက်ဆိုသွားလို့ရပါတယ်ဗျဟုတ်ပြီ အဲဆိုကျွန်တော်ဒီဗီဒီယိုလေးဒီမှာချက်လာလိုက်တော့မယ်ကျွန်တော်ဗီဒီယိုလေးကြည့်ရှုအားပေးတဲ့ပိတ်သက်ကြည့်အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel ကတင်ဆက်ပေးမဲ့ဗီဒီယိုအစ်စ်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ select ဆောင်ကြည့်ဖို့မမေ့ပါနဲ့ဗျဟုတ်ပြီအဲဒါဆိုရင်ကျွန်တော်နောက်ထပ်လာမယ့်ဗီဒီယိုအစ်စ်မှာအားလုံးနောက်တစ်ခါပြန်လည်ဆုံတွေ့ပါအောင်မယ်ဗျ bye bye